မြန်မာပြည်ဗုဒ္ဓဘာသာအိန္ဒိယပြည်မှဗုဒ္ဓဘာသာသည်အလွန်ရှေးကြသောအခါကပင်လျင်မြန်မာပြည်သို့ရောက်ရှိလာ၍တထုံတရေခိတ္တရာနှင့်ဗကံတို့၌ထွန်းကားနေခဲ့၏အထူးအဖြင့်ဗကံတို့အိန္ဒိယမြောက်ပိုင်းမှဝင်ရောက်လာသောဗုဒ္ဓဘာသာသည်အိန္ဒိယပြည်၌ဗုဒ္ဓဘာသာအစစ်မှန်ကိုဖောက်ပြန်ယိုယွင်းပျက်စီးခြင်းသို့ရောက်အောင်စီမံဖန်တီးခဲ့သည့် တန္တရဗုဒ္ဓဘာသာပင်ဖြစ်လေသည် ထိုတန္တရဗုဒ္ဓဘာသာသည်ဂါရာမန္တရာအင်းအိုင်ခလဲ့လက်ပွဲမှောအတက်ဆုံးအတက်ပယောဂအတက်ဝိဇ္ဇာမယိတိအတက်ဘေဒင်အတက်စေအတက်အဂိယအတက်တို့ကိုလေ့လာလိုက်စားသည့်ဘာသာဖြစ်၏ယင်းတန္တရဗုဒ္ဓဘာသာကို လိုက်နာကျင့်သုံးသူများသည်ကခေအားလျော်စွာအရိယာဘွဲ့ခံယူကြသည့်အကြီးကြီးတို့ ဖြစ်ကြကုန်သည်ထိုအရေးကြီးတို့သည် ယခုကာလယဟန်အစင်များကဲ့သို့ မဟုတ်မူ၍ယဟန်တို့ယဟန်ရောင်ဝိဇာမရိပ်သည့်မော်စီယာတို့ပင်ဖြစ်ကြ၏သူတို့သည်ငကားယုံနှင့်နတ်မင်းမာများချမ်းရံလျက်ရှိသော ဖရာယုတ်ကို ကိုးကွယ်လေးရှိကြ၏သူတို့သည်သပင်လက်လေးသည့်အရှင်နှင့် မုတ်စိတ်မှွေများထားရှိခြင်းမဲနယ်ဖြင့်သို့သော အပြာညိုရောင်အစင်းရှိသည့်သင်္ကန်းကိုဝတ်ယုံခြင်းစားသောအသွင်သဏ္ဍာန်အမူအရာတို့ကို မြင့်ကြံနိုင်၌ရှိသောတရပုဖျားတွင် ရေးချေထားအပ်သောအယုတ်ဟောင်းများကို ကြည့်ရှုကားသိရှိနိုင်မည်သည်သူတို့အားအဘိုးခပေကံ၍ဂါနာမဏံရွတ်စေခြင်းဖြင့်လူသက်ချင်းစားသောဒူးစရိုက်ပြမှုများမှကင်းလွတ်စေနိုင်၏ဟု လူအများကယုံကြည်ကြ၏တရံတခါသူတို့သည် နဟောဇရန်တခုခုကိုရေးကတစ်ပင် အခေါက်တို့ကိုခွာ၍တွင်းထားပြီးနောက်အခေါက်သည်ဖြင့်စာကိုဖုံးအုပ်သည့်အခါရောက်မှတစ်ပင်အတွင်၌နမ်းများထားသောအမိန့်စာရှိသည်ဟုအိမ်မက်ရာကြောင့်အစရှိသည့်ဖြင့်လိန်လယ်၍ပြောတတ်ကြလေသည်ထိုအကြီးကြီးတို့၏အလေးအကျင့်များမှထိမ်းများမင်္ဂလာပြုအပ်သောအမျိုးသမီးတို့၏ပန်းဦးလှူခြင်းဟုသောအပူဇော်ကိုခံယူခြင်း မြင်မွေခြင်းမြင်စည်းခြင်းလက်ဝှေ့တက်ခြင်းတေးရေတေးရဲ့တောက်ခြင်းအကိယထိုးခြင်းအင်းချခြင်းမန်တန်ဆုပ်ခြင်းရေရရာစီရင်ခြင်း ဆုံးကဝေအတတ်တို့ကို လေ့လာခြင်းဘေးတွင်ဟောခြင်း စေကူခြင်းလက်ပူဇော်ပသခြင်းဝိဇာမယိတိအတတ်တို့ကို လိုက်စားခြင်းတိုက်တပေါင်းစံနီတဝတိတ် နမိတ်တို့ကိုယုံကြည်လိုက်နာခြင်းစသည်တို့ဖြစ်ကြကုန်သည်ဤတို့လျင်အကြီးကြီးတို့သည်လူအများကိုလိန်လဲပြီးဥပေတမြင်အားဖြင့်လှည်စားဖျားယောင်ကအကျင့်စာရိတ္တဟူသည်များကိုအလွဲသုံးစားပြုလုပ်ကြလေသည်ထိုအခါတထုံပြည်၌ရှင်မဟာကာလဤတပြည်ရှင်ဓမ္မဓာတ်ဒီဝါရှင်ရဟန်ဒီပြိတ္တကတော်ကိုတက်မြောက်သည့်ယဟန္တာပုဂ္ဂိုလ်ဖြစ်၏ ထိုရှင်ဟန်သည် အထက်မြမပြည်သို့သာသနာပြုအံဟုတထုံကကြွလာခဲ့ပြီးဗကံပြည်နှင့်မနီမဝေသောတောအုပ်တစ်ခု၌တရင်သောနေတော်မူ၏တနေ့တ၌မုံစိုးတယောက်သည် ရှင်အရဟံကို တွေ့လေသောဤသူကဝါသောအယောင်ရှိသောသင်္ကန်းကိုဝတ်သောသူတည်းဟုအံ့ဩကအရှင်မြတ်အားနေပြည်တော်ဘရင်မြင့်မြတ်ထံသို့ပင့်ဆောင်လေ၏အနောက်ထာမင်းသည် တန်ရှင်းစင်ကြဲသောစိတ်ငြိမ်သက်တည်ကြည်သောအင်ဒရီနှင့်ပြည့်စုံသော ရှင်ရဟန်းကိုမြင်တော်မူသောအခါစုံစမ်းအံ့သောငါတင်းနှင့်တင်းလျော်သော နေရာကိုကြည့်၍နေပြီလောဟုဆို၏ရှင်ရဟန်းသည် တုံလုံးခြောက်ကြားခြင်းမရှိရဲရင်တည်ကြည်စွာရာဇပလင်ထက်၌တက်၍စံနေတော်မူလေသည်ထိုအခါမင်းကြီးကတင်ကအဘယ်သူ၏အမျိုးအနွယ်တည်းဟုမေး၏ ရှင်ထံကငါကတမ္မာတမ္ဗုဒ္ဓအနွယ်ဒီဟုမိန့်တော်မူ၏မင်းကြီးကတမ္မာတမ္ဗုဒ္ဓအနွယ်ဆိုသည်မှာအဘယ်တို့ပါနည်းဟုမေး၏ရှင်ထံသည်ဣတိပိသောတုခတော်သောပနိပန်သောစာသောယရဏသုံးမ၏ဂုံကျေးဇူးများကိုမင်းကြီးအားဟောပြတော်မူ၏မင်းကြီးသည်ကြီးညိုမြတ်လို့၍ဤနေ့ကစပြီးသခင် ငါ့ကိုဆုံးမတော်မူပါဟုမိမိကိုကို ရှင်ရန်အားအနှင်းလေ၏ရှင်ရန်လည်းဝန်ခံတော်မူ၏မင်းကြီးလည်းရှင်ရန်ကိုမျက်စွာဖျားကဲ့သို့လွန်စွာကြည်ညိုလေ၏ရှင်ရှင်ရန်လည်းအကြီးရှင်အောင်တို့ကို မြင်တော်မူလေသောမင်းကြီးအားဖျားပြညတ်တော်ဝိနိတရားတို့ကိုတင်ကြားဟောပြတော်မူလေသည်မင်းကြီးသည်ဝိနိတရားတို့ကိုကြားနာသိရှိရသောအခါ ဤပြည်ကိုအစဉ်မင်းပြူတော်မူသော အဆက်ဆက်သောဘေးလောင်းတော်ဘူလောင်းတော်တို့သည်အကြီးယဟန်တို့အယူကိုယူတော်မူကြလေသည်ပြန်ယူ၍ရာကောင်းပါမူကားတဖန်ပြန်၍ယူခြင်းပြီးဟုမိန့်ဆိုတော်မူ၏ထိုနေ့ကစ၍အကြီးကြီးတို့ဤဆိုးဝါးယုံမာသောအမှုချင်းတို့ကိုပယ်လေ၏အကြီးကြီးတို့လည်းမိမိတို့ထံလူတူးတယောက်မျှမစည်းကပ်မလာရောက်တော့သဖြင့် ရှင်အရဟံကို အမျက်ထွယ်ပြီးတက်ရန်ကြံစီအားထုတ်ကြကုန်၏မင်းကြီးသည် ထိုအကြောင်းကိုကြားရသောအခါအကြီးကြီးတို့ကိုနိုင်လောက်အောင်အဆောင်အလျှောက်တို့ကို ရှင်ရဟန်းအားပေးလူ၏ရှင်ရဟန်းသည် ထိုအရန်အဆောင်တို့ကို ယဟန်ပဇင်ကြီးပြုလေသည် ထိုထို့နောက်မင်းကြီးသည် အလက်စီဒုတ်သီလာပါပအနွယ်ဖြစ်သောအကြီးကြီးအချို့တို့ကိုအဝတ်လဲစေ၍စင်တိန်မြင်းစိန်အစုကိုဖြည့်တော်မူ၏ ရည်ကြီးချို့တို့ကတိုင်းပြည်မှ နှင်ထုတ်လိုက်ကြလေ၏အများကြီးသောအရေးကြီးတို့သည်ရှမ်းပြည်နယ်ဘက်သို့ထွက်ပြေးကြ၏ရင်းကဲ့သို့ထွက်ပြေးကြတော့လေအရေးကြီးတို့သည် လုံလုံလျလျပျောက်ွယ်မသွားကြကုန်သူတို့သည်ထိုထိုအရက်များသို့၎င်းအထူးသဖြင့်ပုပ်ပားတောင်ချီအနား၌၎င်းပကံအနီးတမထီရွာ၌၎င်းအနှဲငယ်များရှိကြသည်သည်ယခုအခါ၌လည်းမရင်ကျေးသောရှမ်းရွာပလောင်ရွာတို့၌ အကြီးကြီးတို့ဤအဆက်အနွယ်များကို တွေးရှိနိုင်ပေသေးသည်ထို့အခါမြမပြည်၌သာသနာတော်တနေ့တခြားကြီးပွားစီကားလာတော်လဲပိဋကတ်တော်မရှိသေး၍ယဟန်တော်များသည် စာပေကျမ်းဂန်ကိုမသင်ကြားရကုန်ထို့ကြောင့်ရှင်ရဟန်းသည်အနောထာမင်းကိုတထုံမင်းထံတတမန်စေလို၍ပိဋကတ်နှင့်ဓာတ်တော်တို့ကိုပင့်ဆောင်ရန်မိန့်တော်မူ၏မင်းကြီးသည်ဝန်ခံ၍ အထူးထူးသောလက်ဆောင်ဘန်နာတို့နှင့်တကွရွှေပေလွာတွင်တဝန်စွာရေးသားပြီးတထုံမနုဟာမင်းထံသို့တန်တမန်စေလုခါတောင်းဆိုလေသည်တထုံမင်းသည်တောင်းဆိုသည့်အတိုင်းပိရကတ်နှင့်ဓာတ်တော်များကို မပေးယုံသားမကအရင်ဆိုင်တို့နှင့်တန်သလောဟုယုံရင်ကြံတန်းစွာဆိုလိုက်သည်တန်တမန်တို့သည်ပြန်ခဲ့၍ပကံပြည်သို့ရောက်သောအခါမင်းကြီးအားအကျိုးအကြောင်းကိုပြန်လည်လျှောက်ထားကြကုန်၏ မင်းကြီးသည်ပြည်တော်ဘက်မင်းချင်းချင်းဤမြလောက်ရိုင်းဆိုင်ရမည်လောဟုအမျက်ထွက်တော်မူ၍ညားစွာသောစစ်မဲ့အင်္ကာတို့ဖြင့်ရေချောင်းကြီးချောင်းချီတက်တော်မူကားလှုပ်ကြံတော်မူလေ၏စင်ဖြူ33စီးရှင်မင်းဖြစ်သောတထုံမနူဝမင်းနေတကွာပြိတကတ်တော်များယဟန်တော်များမှစာ၍တပြည်လုံးကိုတင်းယူတော်မူခဲ့ပြီးနေပြည်တော်သို့ပြန်လည်ဆက်ရောက်တော်မူ၍အတိအဒီနေရာခြားထားတော်မူလေသည် မနူဟာမင်းနဲ့တကွမိဖုရားမောင်မကိုလုံးမင်းဆွေမင်းမျိုးတို့ကိုလည်းတစုတရုံတည်းမကွဲမပြားစီရပဲအစားအဝတ်ပေးကမ်းပြီးချမ်းသာစွာနေရအောင်နေရာချထားတော်မူ၏ဆရာတော်တန်ဃာတော်တို့ကိုလည်းအတီတီတိုက်တာဖွဲ့စည်း၍ပစ္စည်းလေးပါဖြင့်ချင်းမြင့်ထောက်ပံ့တော်မူ၏ထိုကားမှဆ၍မြမပြည်၌ပရိယတ္တိသာသနာတော်ပရိပတ်တိသာသနာတော်သည် စီပင်ထွန်းကားပြန်ပွားလာလေသည် ဤသို့လျှင်အနောက်ထာမင်းသည်မိမိလက်အောက်၌မြမပြည်တစ်ပြည်လုံးကို စီယုံပေါင်းစုပြီးထေရဝါဒဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုလုပ်လေ၏ထို့အခါမြမပြည်၌အကြီးကြီးတို့၏အလေးအကျင့်များနှင့်ရှေရိုးစင်လာအယူဝါဒများတို့သည်ဗုဒ္ဓဘာသာတို့နှင့် ရှင်ပြိုင်ကာတည်ရှိကြကုန်၏ထိုအလေးအကျင့်အယူဝါဒတို့တွင်နတ်ကိုးကွယ်ပူဇော်ပတ်သာခြင်းဝိဇာမယိတိအတက်ကို လေ့လာလိုက်စားခြင်း ဘေဒင်ကိုယုံကြည်လိုက်နာခြင်းတို့သည်အလွန်ခိုင်မာဆွေးမြဲကြီးကျယ်ထင်ရှားကြကုန်သည်အနော်ထာမင်းသည်ရေဦးစွာနတ်ကိုးွယ်ခြင်းကို လုံးဝပြောက်ွယ်သွားရန်ကြိုးပမ်းသည်နေုံများအလုံးကိုတိမ်ကြုံပြီးလက်လောင်ကြောင်းထဲ၌ထဲထားသည်နတ်တို့သည်မိမိလောက်တကိုးမရှိကြောင်းပြသရန်နိုင်ငံတော်အတွင်လှည့်လည်၍နတ်စင်တို့ကိုဖြိုဖျက်ပြီး နတ်ယုတ်တို့ကိုလည်းရိုက်နှက်လေသည်တို့ရတွင်နတ်ကိုးကွယ်သည့်အယူဝါဒသည်နှိတ်ကို၍မရနိုင်လောက်အောင်လူတို့ဤစိတ်ထဲ၌စွဲမြဲခိုင်ခန့်နေကြောင်းကိုနောက်ဆုံး၌သိရှိရပြီတော်သည်ထိုအခါအနောယထမင်းသည်နတ်ကိုးကွယ်သည့်အယူဝါဒကိုဗုဒ္ဓဘာသာ၏လက်အောက်ခံအဖြစ်ဖြင့်ခွင့်ပြုလိုက်ရပေသည်သူသည်ရှင်းစွဲ36မင်းနတ်များတဲ့သို့တရားမင်းကိုနောက်ထပ်ထည့်သွင်းရုံသာမကသူကွက်မြက်ခဲ့သောသူဤ သူရဲကောင်ရွှေပြင်းညီနောင်နှစ်ယောက်တို့ကိုမင်းညီနောင်နှံမြအဖြစ်ဖြင့်နှဟောင်းနှုတ်ဦးကိုပယ်ထုတ်၍အသည်လဲလဲထဲသွင်းခဲ့သည်38မင်းတို့ကို ပူဇော်ပါဒရန်လာတော့အခါဖရာကိုလည်းဖူးမြော်ကြောရလျောင်းထိုနှက်တို့ကိုရွှေစည်းကုံဖရာကုန်းတော်ဘောသူ ရွှေပြောင်းထားခဲ့သည်ထို့အပြင်ဘုရားဘာသာကိုယုံကြည်လေးစားသောနတ်များအဖြစ်ဖြစ်ရလျောင်းဖျားရှိခိုးနေသည့်အတွင်ဖြင့် နတ်ယုံများကိုထုလုပ်ထားကလေးသည်ဤသို့လျှင်နတ်ဝါဒသည် ရှေးခါကစ၍ယနေ့တိုင်အောင် တည်ရှိနေပေသည်ဤနတ်ဝါဒသည် ရှေးခါကလူတွေရိုင်းဆိုင်လီအားကောင်းလီဖြစ်ခဲ့၏ယခုအခါ၌ပင်မြမပြည်တောင်မော်ဒေတာများ၌ကျွဲနွားစားသောတရိษံတို့ကိုတက်ဖြက်ကရင့်နှက်ပူဇော်နေကြသည်၏မြို့ရွာများ၌လည်းထုံးတန်းစင်လာရိုးရအလိုက်ဟုယူဆက နတ်ပွဲများကိုကျင်းပနေကြ၏အထူးအားဖြင့်နှစ်စဉ်နှစ်တိုင်းဝါကောင်လာဆန်းရှိရနေမှဝါကောင်လာွယ်နေ့တိုင်းအောင်တောင်ပြုံးနတ်ပွဲနှင့်ယရနကူနတ်ပွဲတို့ကိုချိမ့်ချိမ့်တဲကျင်းပနေကြဆဲပင်ဖြစ်ပေသည်တို့ရာတွင်နတ်ပွဲများသည်ဗုဒ္ဓဘာသာနှင့်မြည်တို့မြမသက်ဆိုင်ကြကြောင်းသိရှိထားရန်လိုအပ်ပေသည်